လူကြီးဖြစ်ပြီလားမိဖို့နှစ်ယောက်စကားပြောနေကြသည်မိဖြစ်သူကဖို့ဖို့ဗာလဲကွယ်မိလေတားလူကြီးဖြစ်ပြီလားဖို့ဖို့မိကဘာဖြစ်လို့မေးရလဲကွယ်တားကအရက်လဲရှည်လာပြီလေအရက်ရှည်တိုင်းလူကြီးဖြစ်ရောလားကွယ် ဖို့ပြောပြမယ်။နားထောင်။လူကြီးဖြစ်ပြီလို့ပြောနိုင်တဲ့အချက်တွေရှိတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့၁တာဝန်ယူစိတ်ရှိရမယ်။ကိုဘာလုံးလုံးငါလုံးတဲ့အလုပ်ပေါ်မှာငါတာဝန်ရှိတယ်။ငါမှားသွားတယ်ဆိုရင်လည်းငါအမှားကိုငါတာဝန်ယူမယ်ဆိုတဲ့စိတ်ရှိရမယ်။နှစ်လေးစားမှုရှိရမယ်။ကိုကိုကိုလည်းလေးစားမှုရှိရမယ်။သူတစ်ပါးကိုလည်းလေးစားမှုရှိရမယ်။ ကိုနဲ့အမြင်တူသည်ဖြစ်စေမတူသည်ဖြစ်စေတူဘော်တူလေးစားမှုရှိရမယ်၃ရိုးသားရမယ်ကိုပြောတဲ့စကားကိုပေးတဲ့ကတိကိုလှုပ်တဲ့အလုံးမှန်သမျှရိုးသားမှုရှိနေရမယ်၄ကိုချင်းစာစိတ်ရှိရမယ်ငါမကြိုက်တာသူလဲကြိုက်မှာမဟုတ်ဘူးငါမနစ်သက်တာသူလဲနှစ်သက်မှာမဟုတ်ဘူးဆိုတော့စိတ်မျိုးထားပြီးသူ့နေရာမှာငါသာဆိုရင် ငါနေရမှာသူသာဆိုရင်ဆိုတဲ့စိတ်မျိုးနဲ့ကိုကျင်းစာမှုထားရမယ်ငါထိန်းချုပ်နိုင်ရမယ်ကိုကိုကိုထိန်းချုပ်နိုင်အောင်စ조사ပြီးအစိုးမြင်စိတ်နဲ့စိတ်နောက်ကိုပါပြုတ်မှုလိုစိတ်တွေကိုရှောင်ရမယ်6ဆွဲရှိရမယ်အလောက်ကို조사လိုစိတ်အလွယ်တကူအလျှော့မပေးတတ်တဲ့စိတ်မျိုးထားရမယ်စိန်ခုံမှုတွေနဲ့ဘလောက်ပဲကြုံသည်ဖြစ်စေ လက်လျှော့အရှုံးပေးတတ်တဲ့စိတ်မျိုးမမွေးရဘူးခုနှစ်ကိုစွမ်းကိုစားထုတ်ပြနိုင်ရမယ်ဖြစ်ပေါ်လာတဲ့အခြေအနေတစ်ခု အခွင့်အရေးတစ်ခုကို အပိုင်ဆုပ်ကင်ပြီးကိုလိုချင်တဲ့ပန်းနိုင်အထိရောက်အောင်လှုပ်ဆောင်နိုင်တဲ့သူဖြစ်ရမယ်ကိုလန်းကိုဖောက်ကိုပန်းနိုင်ရောက်အောင်ရှောက်နိုင်တဲ့အထိစွမ်းဆောင်နိုင်တဲ့သူဖြစ်ရမယ်ရှစ်အချိန်ကို စီမံဖန်တီးနိုင်ရမယ်ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကို ပညာဉာဏ်နဲ့ပိုင်းခြားပြီးတော့အကျိုးရှိအောင် အသုံးချနိုင်တဲ့သူဖြစ်ရမယ်။ကိုပေါင်းသင်းဆက်ဆံရေးကောင်းရမယ်။တယောက်တည်းနေရာထက် အများနဲ့ဆက်သွဲအများနဲ့ပေါင်းသင်းမိတ်ကောင်းဆွေကောင်းတွေနဲ့အကျိုးရှိအောင် နေထိုင်ပြောဆိုတတ်သူပူပေါင်းဆောင်ရွက်တတ်သူဖြစ်ရမယ်။တဆယ်ပြဿနာကို ကိုယ်တိုင်ကြိုက်တွေဖြေရှင်းနိုင်ရမယ်။ဝေဖန်ပိုင်းခြား ခွဲချမ်းစိတ်ဖြာပြဿနာတစ်ခုကိုကင်တွယ်ဖြေရှင်းနိုင်စွာကိုပိုင်ရှိသူဖြစ်ရမယ်။စိန်ခေါ်မှုမှန်သမျှကိုကျော်လွှားနိုင်သူဖြစ်အောင်ကြိုးစားရမယ်။ဆက်တက်ကြံ့ရည်ဖန်ရည်ရှိရမယ်။အလုပ်တစ်ခုကိုလုပ်တဲ့နေရာမှာ ကိုသိတဲ့အချက်တွေကိုမှရှိတဲ့ကျွမ်းကျင်မှုတွေနဲ့ပေါင်းဆက်ပြီး အကျိုးရှိအောင်လှုပ်ဆောင်နိုင်ရမယ်။ဆက်နှစ်လွတ်လပ်နေရမယ်။သူတစ်ပါးကိုမိခိုးလိုစိတ်ကင်းပြီး ကိုအားကိုကိုသူတပားရဲ့လွှမ်းမိုးမှုတွေကနေရုံထွက်နိုင်သူဖြစ်ရမယ်73ပူပေါင်းဆောင်ရွက်လိုစိတ်ရှိရမယ်တဦးဆောင်တော်မရအများဆောင်တော်အမြန်ပြီးမြောက်ခရီးရောက်တယ်ဆိုတဲ့သဘောကိုလက်ခံထားနိုင်သူဖြစ်ရမယ်အဖွဲစည်းနဲ့ပူပေါင်းဆောင်ရွက်လိုစိတ်မျိုးထားနိုင်ရမယ်ဆလေတီထွင်ဖန်တီးနေရမယ်အမြဲတီထွင်ဖန်တီးလိုစိတ်ရှိနေပြီး ကိုစွမ်းကိုစညံစွမ်းညံစတွေကို ထုတ်နေရမယ်။စိတ်ကူးသက်အတွေးသက်တွေကို အမြဲတီထွင်ကြံစပေါ်ထုတ်နေရမယ်။လိုက်ရောညှိထွေနေတတ်ရမယ်။ပဝန်းကျင်နဲ့လိုက်ရောညှိထွေနေထိုင်တတ်သူဖြစ်ရမယ်။ပြောင်းသက်ပြောင်းထိုက်ရင်ပြောင်းလဲနိုင်တဲ့သူမျိုးဖြစ်ရမယ်။မကောင်းဖို့ပြောင်းတာမျိုးမဟုတ်ဘူး။ကောင်းဖို့ပြောင်းတာမျိုးကိုပြောတာ။ဆက်ချောက်ခေါင်းဆောင်နိုင်စွမ်းရှိရမယ်။ လိုအပ်ရင်ကိုရိုင်းကဦးစီးဦးဆောင်ပြီးတော့လမ်းမှန်ကိုရောက်အောင်ခေါ်ဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းဖြစ်ဖို့လိုတယ်။ဒါကြောင့်ခေါင်းဆောင်စိတ်ခေါင်းဆောင်အတက်ခေါင်းဆောင်နည်းတွေကိုလည်းလေ့လာထားနိုင်သူဖြစ်ဖို့လိုတယ်။ဆက်ရှိကိုကိုကိုယုံကြည်မှုရှိရမယ်။ကိုရဲ့လုံနိုင်စွမ်းတွေးနိုင်စွမ်းအပေါ်မှာအပြည့်အဝယုံကြည်သူဖြစ်ရမယ်။စကူနှိမ့်ချစွာနေထိုင်တတ်သူဖြစ်ရမယ်။ ထောင်လွှားရင်လူအမြင်ကတ်တယ်။ဘာမဆိုနှိမ်ချစိတ်နဲ့ငါမတက်သေးပါလား။မတိသေးပါလား။ငါတက်ဖို့လိုပါသေးလား။တိဖို့လိုပါသေးလားဆိုပြီးတော့လေလာလူစိတ်အမြဲရှိသူဖြစ်ရမယ်။ 20. Jesus တည်တတ်ရမယ်။တလုတ်ကြွေးဘူးသူ့ Jesus တဲ့။ကို့အပေါ်သူတပားက Jesus ပြုတ်ဘူးယင်။ သူ့ကိုတုံ့ပြန်ကျေးဇူးဆက်နိုင်တဲ့အချိန်မျိုးကိုစောင့်နေတတ်တဲ့သူမျိုးဖြစ်နေရမယ်။ကဲမီးလေးဖိုးဖိုးပြောတဲ့အချက်20စလုံးနဲ့မီးလေးကိုက်ညီအောင်နေထိုင်နိုင်ရင်မီးလေးလူကြီးဖြစ်ပြီ။အဲ့လိုမှမဟုတ်ပဲလူပီသားစွာနဲ့ကိုက်ညီအောင်မနေထိုင်နိုင်ရင်တော့အသက်ဘလောက်ပဲကြီးကြီးမီးလေးကလူကြီးဖြစ်မှာမဟုတ်သေးဘူး။ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုင်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။